21ရက်တလ2025ခုနှစ်ဝိတုဒ္ဓိမေဒုတိယဆင်းအာရုပနိဒေတာအဲ့ဒီမှာဓမ္မမိတ်ဆွေတို့ကိုကျွန်တော်စာဖိုင်လေးကိုအရင်ဆုံးတင်ပေးပြီးသားပြီပေါ့နော်စာဖိုင်လေးမှာကျွန်တော်မှတ်ထားတဲ့အမှတ်အသားလေးတွေကိုဓမ္မမိတ်ဆွေတို့ကိုမျှဝေပေးထားတယ်အဲ့ဒီမှာကျွန်တော်ဆိုလိုရင်းလေးတွေကိုဓမ္မမိတ်ဆွေတို့ကိုပြန်ပြီးတော့အတန်ဖိုင်မြင့်ပြန်ပြီးတော့မျှဝေပေးပါမယ် ဇာမျက်နှာ45မှာဆိုလို့ရှိရင်သူကအာရုပဒိဋ္ဌိတမှာဆိုရင်ဇံအာရုပဇံ၄ဘွား၄ဘွားကိုရဖို့အတွက်ပွားများရမယ့်ပုံစံလေးတွေကိုဒါဒီမှာပါရှိမယ်ပေါ့နော် အဲ့ဒီမှာဆိုနံပါတ်၁ကပထမအာရူပအာဂါတာနေစာယရဏဇံရဖို့အတွက်ကိုဘာကမထမ်းကျင့်သုံးရမလဲပေါ့နော်။ပွားများရမလဲဆိုရင်ပထမအာရူပဇံပွားများပုံအဲ့ဒီမှာယုတ်၌အပြည့်ကိုရှုပုံတဲ့ဒါဓမ္မပိစွေတို့75 2014 2012မှာမေးထားတယ်ပေါ့နော်။ဒါဆိုရင်အာရူပဇံရဖို့အတွက်ဆိုလို့ကြည့်ရင်ယုတ်ကိုအပြည့်မြင်ပြီးတော့ရှုပွားရမှာဖြစ်တဲ့ အဲ့ဒီမှာဓမ္မမိတ်ဆွေတို့လက်သေးကွင်းနဲ့ဝိုက်ထားတာလေးကိုကြည့်ရမယ်နော်လက်သေးကွင်းဝိုက်ထားတာကကြတော့အဲ့ဒီမှာအပြစ်ကို ရှုပုံဆိုပြီးဒေါင်းလိုက်မြင်းလေးတားထားပေးတယ်အဲ့ဒါလေးကိုမှတ်မယ်အောက်ကကြည့်မုံလေးပါအဲ့ဒီဒေါင်းလိုက်မြင်း၄ခုရှိတယ်ပေါ့နော် စင်ကျင်ပုံရည်ရွယ်ချက်အပြစ်ကိုရှုပုံ ကြင်ပုံဆိုပြီးတော့အဲ့ဒီမှာဓမ္မမိတ်ဆွေတို့အောက်က၂ခုကိုကြည့်ရမယ်ဒုက္ခဆွဲကင်ခြင်းစသည်တို့ဤအစွမ်းဖြင့်၎င်းနောက်ပြီးတော့မျက်စိယောဂါစသောယောဂါအနာတို့ဤအစွမ်းအားဖြင့်၎င်းဒီရုပ်ပေါ့နော် အဲ့ဒါကကရဇယုတ်ကကြမ်းတမ်းတယ်ဆိုတာကိုအပြစ်ကိုရှုရမယ်ရှုပြီးတဲ့အတွက်ကြောင့်မို့လို့ပထဝီကတိုင်းစားတယ်ကတိုင်း၉ပါးမှာတစ်ပါးပါးကိုဓမ္မမိတ်ဆွေတို့ကသလုံးသားဆံအထိရအောင်ပွားများမယ်ပေါ့နော်ဒါကပထမအရူပဆံရဖို့အတွက်ကျင့်တယ်ဤဖြစ်တယ်ဒါလေးကြည့်ရမယ်အောက်ကနှစ်ပိုက်ပေါ့နော်နောက်ပြီးသားလို့ရှိရင်ကတိုင်းယုတ်ကိုလွန်မြောက်ပုံနဲ့ကတိုင်းယုတ်ကိုလွန်မြောက်ပုံဓမ္မမိတ်ဆွေတို့ဥပမာတက်က2012မှာမိထားတယ်ကြည့်ပါဥပမာနှစ်ကမိထားတာမရှိဘူးဒါလည်းဒီတစ်မျက်နှာအရေးကြီးတယ်အကုန်ကြည့်ရမယ်နော် အဲဒီမှာဆိုရင်ဥပမာတက်ကကြတော့မွေကြောက်တဲ့ယောက်ျားတစ်ယောက်ကနောက်ပိုင်းလေမွေနဲ့တူတာမှန်သမျှအကုန်ကြောက်တော့တာနော်ဒီလိုပဲဒါကကျွန်တော်တို့ကလည်းအရူပဒီယုတ်တရားတွေကိုကြောက်ရမယ်လို့ပြောတာဒါပေမဲ့မြတ်စွာဘုရားရှင်ကယုတ်တရားတွေကပယ်ဖို့မဟုတ်ဘူးလို့ပြောထားတယ်နော်အဲ့တော့ခေါင်းကဥပမာနဲ့ကကြတော့ရန်သူကိုကြောက်တဲ့ယောက်ျားတယောက်ဒါကတော့ရန်သူကိုကြောက်တယ်ဆိုရင်နောက်ပိုင်းရန်သူနဲ့ဆင်ဆင်တူတဲ့လူတွေ့ရင်တော့ကကိုယ့်ရဲ့ရန်သူလို့ထင်ပြီးတော့ကြောက်နေတာပေါ့နော်ဒီလိုပဲရုပ်တရားတွေကိုပယ်ခွာရမယ်ဆိုပြီးတော့ဒီမှာပြောထားတာရှိတယ်အဲ့ဒီမှာ ဥပမာတက်က2012မှာမေးထားတယ်။နောက်သောဥပမာနှစ်ကိုလည်းထပ်ကြည့်ထားပေးပါ။ပြီးတော့ဥပမာဥပမေယနိုင်ကျင်ချက်ကကြတော့90ကို2004မှာမေးတဲ့အတွက်ကြောင့်ဒီမမေးဆွေတို့ကြည့်ရမယ်။ မွေကြောက်တဲ့သူရန်သူကိုကြောက်တဲ့သူကဥယောဂီနဲ့တူတယ်။နောက်ပြီးတော့ဒီမှာမွေနဲ့တူတာပေါ့နော်။မွေနဲ့ရန်သူတစ်ခုခုနှိမ့်ဆက်ခံရသောကာလကကြတော့ယောဂီဒီအာယုပြုသည်အစွန်းပြင်းကြမ်းတမ်းသောကိုကောင်ယုံနဲ့ပြည့်စုံသောကာလ။ယုတ်ခန္ဓာကိုကြီးရှိနေတာကသည်ဒီမွေတွေရန်သူတွေနှိမ့်ဆက်တဲ့ကာလနဲ့တူတယ်တဲ့။နောက်ပြီးတော့လင်းမြန်စွာပြေးသွားခြင်းအရှားရာတို့ပြောင်းသွားခြင်းကကြတော့ဘာနဲ့တူလဲဆိုတော့ကိုကောင်ယုံကိုလုံမြောက်တဲ့ကာလနဲ့တူတယ်တဲ့။ နောက်စာမျက်နှာ46မှာဆိုလို့ရှိရင်လွတ်မြောက်သွားတယ်ဆိုတာကယုတ်တရားတွေကိုပယ်ကွာပြီးသွားပြီလို့ဆိုလိုတာပေါ့နော်မမရှိတို့တရားလေးမှတ်ကြည့်ဖတ်ကြည့်ပေးပါနောက်စာမျက်နှာ46မှာဆိုရင်ရူပါဝါစရသဒုဒ္ဒဆန်ဤအပြစ်ကိုရှုပုံပေါ့နော်သဒုဒ္ဒဆန်ရဲ့အပြစ်ကိုရှုပုံဆိုလို့ရှိရင်အဲ့ဒီမှာအပြစ်၃ခုလို့ကျွန်တော်ရေးထားပေးတယ်။မမေဆွေတို့ကအဲ့ဒီအပြစ်ကလေးကိုတေချာမှတ်ထားပေးနော်။ ဇာမုံဘဲမှာဖြေလို့မရဘူးဆိုရင်ဒါမှအပြစ်သုံးခုကိုရလို့ချင်းကတိုင်းရုပ်ရဲသောမနတရန်သူရဲဒါပြီးတော့ရူပါဝါစရဇန်တွေကဆိုလို့ချင်းသူတို့ကရုံရင်ကြံတန်းတယ်ပေါ့နော်ဒီလိုမျိုးအပြစ်ကိုရှူရမယ်တဲ့ ီးရင်ကတိုင်းရုပ်ကိုခွာပုံကသိအရေးမကြီးဘူးပြီးတော့ခွာသည်ဆိုတာလေးကအရေးကြီးတယ်ခွာတယ်ဆိုတာကဒီဖြားလေးဖြားလေးထားတာတွေခွာသလိုမျိုးဒါမှမဟုတ်လို့ရှိရင်ဟိုအိုးကင်းကနေမုတ်တွေခွာသလိုမျိုးကြည့်ဥကြော်တွေချလိုက်ခွာသလိုမျိုးမဟုတ်ဘူးပေါ့နော်နှလုံးမသွင်းမဲနေခြင်းကိုပဲခွာတယ်လို့ဆိုလိုတာဒါကအဓိကကြောင့်မှဟိုပြောပြပါပြီနော်ဒီကကြောင့်ကနေတစင်တက်လာတဲ့ဓမ္မမိတ်ဆွေတွေဆိုရင်ဒီဟိုတကကတိုင်းမှာခွာသည်ဆိုတာကနောကျင်နေလောက်ပြီနော် နောက်ပြီးတော့ရင်ခေါင်းငယ်မှာအမည်သုံးမျိုးရှိတယ်နောက်ထပ်အဲ့ဒါလေးရေးသိရမယ်ပါဠိကိုမကျင့်ရင်ထားခဲ့လို့ရတယ်မြန်မာပြန်ကျက်ထားမယ်နော်ကတိုင်းရုပ်ခွာတယ်အာဂါဒခေါင်းငယ်ရဲ့အဲ့ဒါကခေါင်းငယ်ရဲ့အမည်သုံးမျိုးဒါလည်းတိတ်တိတ်လေးပဲနော်အယောင်ချက်ထားတာပဲကျက်လိုက်ရင်ရပြီအပေါ်တွေမကျင့်နဲ့48မှာဆိုရင်ထားလိုက်တော့အော်48မှာအအောင်ဆုံးဘိုက်က2000နဲ့မှမေးထားတဲ့အတွက်ကြောင့်ဒီမမေးဆွေတို့ကြည့်ရမယ် အာဂါသာနေစာယရနာဇန်တို့ရောက်ပုံပေါ့နော်အဲ့ဒါ2000နှစ်မှာမိထားတယ်58မှာအောက်ဆုံးပိုက်ကလေးကိုကျက်ထားပေးပါပြီးရင်48 48ဆိုရင်ရူပတင်ညာကိုအဓိပ္ပာယ်ကျက်ထားပေးပါပြီးတော့မှန်ပေဤဆိုတဲ့အပိုက်ကိုကျွန်တော်မကြစ်တော်ဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်သေးကွင်းထည့်ပြီးတော့ကြစ်စရာကလေးပြလိုက်တဲ့အတွက်ကြောင့်အဲ့ဒါမကြစ်တော်ဘူးလို့ဆိုလိုတာ ။နောက်ပြီးတော့ယင်ရူပတင်ညာရဲ့တယုတ်တွေသိရမယ်။တယုတ်ဆိုတာပေါ့ဘယ်ဟာဘယ်နှပါဘယ်ဟာဘယ်နှပါဘယ်ဟာဘယ်နှပါဘောင်း24ပါးဆိုပြီးတော့เนาะ။ပြီးရင်နောက်တစ်ခုကရူပတင်ညာအဲ့ဒါကဗာလဲတမတိကမာပေါ့เนาะ။အဲ့ဒါကဘောင်းဆိုလိုတာလဲတဲ့။အဲ့ဒါရဲ့အဓိပ္ပာယ်ကလက်သေးကွင်းဝိုက်ထားတဲ့နှစ်ပိုက်ကိုချက်ပေးမယ်။ပြီးရင်ကျန်တာတွေကတိယုံမဲ့ဖတ်ထားလိုက်တော့ပြီးရင်စာမျက်နှာ40ကိုဗတိကတင်ညာမြည်ပုံတော့ဒါလေးကမမေးဘူးသေးပေမဲ့ချက်ထားမယ်။ဒီရဲ့ဗတိကတင်ညာရဲ့တယုတ်က10ပါးရှိတယ်เนาะ။တွေ့ပြဆောင်ဝင်ခြင်း10 ပြီးရင်နောက်တစ်ခုကကြတော့အထင်ကမာဆိုတာကရှုပ်တယ်ပေါ့နော်အထင်ကမာရှုပ်တယ်ဆိုတာကလည်းမေးထားတဲ့အတွက်ကြောင့်ကြည့်ရမယ်ပရိကတင်ညာရှုပ်သွားတာကိုဆိုလိုတာပြီးရင်နောက်တစ်ခုကအရူပဇံအရာ၌ပရိကတင်ညာတို့ရှုပ်ခြင်းကိုဟောတော်မူရခြင်းအဲ့ဒီမှာကျွန်တော်ဝိုက်ထားတဲ့အတိုင်းတွေပဲကြက်ထားပင်တော့ပယ်တယ်ဆိုရင်ပယ်တဲ့အတိုင်းပယ်ထားလိုက်ဒါဆိုရင်ဓမ္မမိတ်ဆွေတို့စကြက်ရလွယ်သွားလိမ့်မယ် ။စာမျက်နှာ90မှာတနည်းရှင်းပြချက်က95မှာမေးထားတယ်။အဲ့ဒါကရူပနဲ့အရူပအထူးလေးပေါ့နော်။ဒါမှမေးစရုကလိုင်းဟိုကိုယ့်ဟိုကော်လံလေးခွဲပြီးတော့ဇရာဟိုပဲဒီဘက်ခွဲရေးမယ်ဆိုရင်လဲစာချက်ရတာပိုကောင်းသွားမယ်နော်။ကျွန်တော်ဒီနေရာမှာနေရာမဆက်တဲ့အတွက်ကြောင့်မို့လို့အယောင်နဲ့ပဲမှတ်သားလိုက်တယ်။စာဟိုပြင်လို့ရမယ့်နေရာလေးတွေကိုခဲတံလေးနဲ့ဖြစ်ပြီးတော့ပြင်ထားလိုက်တယ်။ဒါဆိုဒါမှမေးစရုစာချက်တာလွယ်သွားလိမ့်မယ်။ဒါတကူကအရူပရူပဇန်နဲ့အရူပဇန်အောက်မှာတကလာပြန်ပြီနော်။အဲ့ဒါက အဲ့ဒါလေးတွေအော်နှစ်ပိုက်လုံးလေးပိုက်လုံးကျက်ထားပြီเนาะ1နဲ့3 3ပိုက်လုံးเนาะအင်းစာမျက်နှာ90မှာတနည်းချင်းပြရလည်ရင်ဆိုတော့အဲ့ဒါကရူပနဲ့အရူပထူးခြားပုံလေးကိုဒီမမေဆွေတို့ကိုယ့်ကိုပြန်ရင်းပါပဲအဆင်ပြေတော့မယ်เนาะအဲဒိုကောက်ကလေးတွေစာအုပ်ထဲမှာနည်းနည်းစာဖောင်းပွားနေတယ်ပြန်နောက်တစ်ခုကနာနတ္တတင်ညာမြည်ပုံနဲ့နာနတ္တတင်ညာတယုတ်တယ်ဒါလေးကတော့ဟိုတင်ညာမြည်ပုံရဲ့ပြီးရင်နောက်တစ်ခုကတယုတ်ရဲ့ဒါလေးဖတ်တာကြည့်ရဒါလေးကြည့်ထားပြီเนาะကြည့်ရဟာကြည့်ထားပြီဆိုဒီမှာလည်းကြည့်ရတော့မယ် ဇာမျက်နှာ51ဇာမျက်နှာ51မှာဆိုလို့ရှိရင်ထားခဲ့လိုက်တော့နော်အယောင်ချက်ဒါပေမဲ့ဒါတွေကစာဝဲမှာမမေးတာဘူးပြီးတော့အအောင်အပိုက်ကျရမယ်အဆုံးအမိုင်းသားမရှိဆိုတာကဘာကိုဆိုလိုတာလဲတဲ့အဲ့မှာကျူးလို့ရေးထားရင်မေးခွန်းအလိုမေးတာနော်အဆုံးအမိုင်းသားမရှိမရှိနဲ့ပြောနေတာကအဆုံးအမိုင်းသားမရှိဆိုတာကဘာလဲတဲ့အဲ့ဒါကပထမတစ်ပိုက်ကိုကြည့်ရင်လုံလောက်ပြီး ပြင်စာမျက်နှာ52နဲ့ဒါမျက်နှာ52မှာဆိုရင်အစိတ်စိတ်ရဲ့အသိမှတ်ပွဲတွေနော်အာဂါတာနိစာယရဏဇံမှာဆိုရင်အာဂါတာဆိုတာကဘာလဲအာနိစာဆိုတာကဘာလဲအာယရဏဆိုတာကဘာလဲဘောင်းအာဂါတာနိစာယရဏဆိုတာကဘာလဲဓမ္မမိတ်ဆွေတို့ကိုအရူပဇာနဲ့ပတ်သက်ပြီးတော့ဒီကကြောအတန်းမှာကျွန်တော်အသေးစားလေးပုတ်ခွဲပြီးတော့ဇာတ်လေးနဲ့ဆွဲပြီးတော့ဆွေးနွေးပေးတာရှိတယ်နော်နော်စိတ်ပိုင်းမှာလေဒီကကြောပရမစင်စိတ်ပိုင်းမှာဒီအရူပစိတ်နဲ့ပတ်သက်ပြီးတော့ဒီပုတ်အစိတ်စိတ်လေးတွေခွဲပုံလေးတွေကိုဇာတ်လေးနဲ့ဆွဲထားပေးတာရှိတယ်ဒီကကြောတန်းကတက်လာခဲ့မဲ့ ောင်မိတ်ဆွေတွေကတော့ကျွန့်ကျင်မယ်လို့ယူဆတယ်50နှစ်မှာเนาะအဲ့ဒီပုတ်အစိတ်စိတ်တိမှတ်ပုံလေးက2017မှာမေးထားတယ်၄ချောင်းလုံးကျက်ပေးပါပြန်စာမျက်နှာ50နဲ့အောက်ဆုံးမှာဒုတိယဇန်ဒုတိယအရူပဇန်ပွားများပုံနဲ့60 69မှာမိထားတယ်အဲ့ဒါဆိုတော့နှစ်ပိုက်ပေါ့နော် အဲ့ဒါကပွားများပုံဆိုရင်အဲ့ဒီနှစ်ပိုက်ကိုဖြေးပါဖြစ်ပုံဆိုရင်တော့ဟိုဘက်မှာဆာမျက်နှာ53မှာဝိညာဉ်နေစာယရဏဇံဖြစ်ပုံဆိုတာလေအဲ့ဒါကနှစ်ပိုက်ကဖြစ်ပုံဒီဘက်ကနှစ်ပိုက်ကပွားများပုံအောင်မေဆိုလိုပွားများပုံလေးကိုချက်ထားပေးပါမန္တလေးရဘေးမှာရေးထားပေးတယ်လေ့ကျင့်တာရဲ့အပြစ်မြင်တာရဲ့ကုံစည်တာနှလုံးသွင်းတာနှလုံးသွင်းတာဆိုပြီးတော့เนาะပြီးရင်စာမျက်နှာ53 ဇမင်က93မှာမေးထားတာမရှိတော့ကြော်လိုက်ပြီ94မေးထားတာရှိလားမရှိဘူးမရှိဘူးဆိုကြော်လိုက်နော်ကြော်ပေမဲ့ဟိုပါလေးတော့ကြက်တာနော်ဝိညာဏစဝိညာဉ်နေစာယတနာပုံမှာအစိတ်စိတ်တိမှတ်ပွဲဆိုတာလေးနော်အနန္တဆိုတာကဘာလဲအာနင်စဆိုတာကဘာလဲဝိညာဉ်နေစဆိုတာဘာလဲအာလုံးပေါင်းအာယတနာဆိုတာကဒီယာမီယာပေါ့နော်ပေါင်းဝိညာဉ်နေစာယတနာဆိုတာကဘာလဲဒါလေးတော့ကြက်ထားပေးပါဇမင်က95 တတ္တရာအရူပအာကိစေညာယရဏကမ္မဋ္ဌာန်အဖွင့်အနာ63မှမိထားတယ်ဘယ်ဟာမိတာလဲသိကြရင်မေကွန်အောင်စာအုပ်ကိုတွားကြည့်မယ်ကြည်ပြီးတော့မိတဲ့ဟာကိုကြက်ပေါ့နော်ပွားများပုံကိုမိတဲ့အတွက်ကြောင့်မို့လို့ပထမ3ဘိုက်ကိုပြစ်ပစ်ကြက်စာမျက်နှာ55 63မှာလေ ပွားများပုံဝေးတဲ့အတွက်ကြောင့်ပထမ3ဘိုက်ကိုကျစ်ထားပေးပါနော်အောက်က2ဘိုက်ကတော့ဒါဖြစ်ပုံပေါ့နော်အဲ့ဒါကဇန်ဖြစ်ပုံဖြစ်တဲ့အတွက်ကြောင့်မို့လို့တပါမီဆွေတို့အောက်ကအဲ့လိုခွဲမှတ်ထားပေးနော်အောက်က2ဘိုက်ကဖြစ်ပုံအပေါ်3ဘိုက်ကပွားများပုံတပါမီဆွေတို့ပွားများပုံလေးတွေကိုကျစ်ထားပေးဇန်ဖြစ်ပုံလေးတွေကတပုတ်ကျစ်လို့ရှိရင်ဂျန်တဲ့ဟာတွေကအလားတူရှိရှိဆိုင်ရေးလို့ရတယ်ဒီနောက်တစ်ခုကနတ်တီပေါ်ပညာနတ်တီပေါ်ပညာသဘာဝကိုဥပမာပြင်ပြဆိုခြင်း2000တက်မှာမေးထားတယ်အဲ့ဒီမှာလက်သေးကွင်းဝိုက်ထားတဲ့အတိုင်းလေးကျစ်ထားပေးပါ အောက်ကတစ်ပိုက်ကကြတော့ဥပမာဥပမေယကိုနှိုင်းရှင်ထားတဲ့အပိုက်ဖြစ်တယ်။2000တက်မှာဥပမာပဲမေးထားတဲ့အတွေ့အကြုံမျိုးလို့တကယ်အတွေ့မြင်တကယ်သို့အထီးပဲဖြစ်ရင်ရပြီ။အောက်ကဥပမေယနှိုင်းရှင်ထားတာကိုမလိုတော့ဘူးပေါ့နော်။ပြီးရင်နောက်တစ်ခုကကြတော့စာမျက်နှာ90နဲ့60။စာမျက်နှာ96မှာဆိုဝိညာဉ်နေစာယရဏမြည်ပုံနဲ့အဲ့ဒါက page number 94နဲ့လည်းသွားတူတယ်လို့ပြောညွှန်းထားပေးတယ်နော်။ ဝိညာဉ်နေစာယရဏမြည်ပုံဆိုဒါတော့95မှာမေးတာတယ်ဒါပေမဲ့ဆွေတို့ကဒီဟို page number 54ကအပုတ်လေ54ရအစိတ်စိတ်တိမှတ်ပွဲကိုကြက်လိုက်ရင်ရပြီเนาะကျွန်တော်ဘလိုပဲထားလိုက်တော့ပုံစံတူရင်တစ်မျိုးပဲကြက်တာ54ရဟာကိုပဲကြက်တာဒီ56ကဟာမကြက်လည်းရပြီပြီးနောက်တော့ကလွန်မြောက်တယ်ဆိုထားလိုက်တော့နတ်တိဂိန်စီထားလိုက်တော့ပြီးဝိပင်းပါဠိတော်ထားလိုက်တော့ဗမေနာ59အာကိန်စင်ညာယတနာအစိတ်အစိတ်တိမှတ်ပွဲဒါလေးကြက်ထားပေးပါเนาะ အရကအာကိဉ္စနရေအာကိဉ္စညာအာကိဉ္စညာယတနာဒီဒိဗေ၃ချောင်းကိုကျက်ထားပေးပါဒီလိုမျိုးအထိတ်စိတ်တိမှတ်ပွဲလေးတွေတော့ကျက်ထားပေး ေနောက်တစ်ခုကတော့နေဝတင်ညာနာတင်ညာယရဏဇံကိုရဖို့အတွက်ဘလို့ပွားများရမလဲဘလို့ဖြစ်လာမလဲဆိုဓမ္မမေရှုတို့ကဒီစာမျက်နှာ58မှာနေဝတင်ညာနာတင်ညာယရဏဇံကိုပွားများလို့တော့ယောဂီသည်ဆိုပြီးတော့အဲ့ဒီကလက်သေးကွင်းဖွင့်လိုက်တာဘမပြီးသွားလဲဆိုတော့စာမျက်နှာ58ရဲ့ပထမအပေါ်ဆုံးပိုင်းရဲ့ပြူအပ်ဤဆိုတဲ့အထိပြီးွားအဲ့ဒါကပွားများပုံเนาะအောက်ကတစ်ပိုက်ကကြတော့ဇံရပုံဒီလိုလေးခွဲမှတ်ထားရင်ဓမ္မမေရှုတို့လွယ်ပြီเนาะကြည့်ရတာ ဟိုပွားများပုံကလည်းဘောင်းမေးဆွေတို့ဖတ်ကြည့်လိုက်ရင်လိုင်းထားတဲ့ဟာလေးပဲအဓိကဖတ်နားလည်ပြီเนาะအပြည့်မြင်ပြီးတော့ရှုပွားရမယ်ပြီးရင်စာမျက်နှာ58 58မှာဆိုရင် page number 59သွားတူတယ်တဲ့အာကိစညာယတနာအမြီပုံဆိုတာလေးကเนาะမြီပွားလို့သွားတူရင်ဟိုဘက်ကအစိတ်စိတ်ကိုပဲကြက်လိုက်တော့เนาะဒီဘက်ကဟာကိုမကြက်တော့ဘူး59 59မှာဆိုရင်ဒီထိုးစကားရ၌ဆိုတာအနီလေးနဲ့တားထားပြီးအဲ့ဒါလေးကမေးတယ်နော်။နော်အနောက်2003မှာမေးထားတယ်။အဲ့ဒီအဲ့ဒါမှာကျွန်တော်ဒီ white queen နဲ့ white ပြီးတော့ line တားထားတဲ့အတိုင်းလေးပဲကြက်ထားပေးပါနော်။နောက်ငိန်သက်သောအပြင်နှလုံးသွင်းတော်လဲလွန်မြောက်ခြင်းဖြစ်ပုံနဲ့60သုံး2000တက်မှာမေးထားတယ်။အဲ့ဒီမှာ line တားတဲ့ဟာလေးကိုပဲဦးစားပေးပြီးတော့စကားတွေစစ်ပြီးတော့ကြက်သွားပေးပါနော်။ဥပမာကိုကျွန်တော်အချင်းချုပ် line တားပေးထားတယ်။အဲ့ဒီအတိုင်းစက်ဖတ်ပြီးတော့ကြက်သွားပေးပါ။အလဲမှာမလိုတာတွေထားခဲ့နော်။ဒါဆိုစကြက်တာလွယ်လိမ့်မယ်။ ဥပမာပဲမေးတဲ့အတွက်ကြောင့်ဥပမာဥပမေယကိုထားခဲ့လိုက်တော့ဒါမျက်နှာ60ဟာဥပမာဥပမေယเนาะအဲ့ဒီဘိုက်ကိုထားခဲ့လိုက်ဒါမျက်နှာ60မှာ သင်္ခါရ သင်္ခါရဝသင်္ခါရဝသေတတမပတ်ဟူသည်အပေနီးပေါ့နော်အဲ့ဒါမှာစာလေးနည်းနည်းထည့်ရမယ်နော်ယုံရင်တော့သင်္ခါရတို့မှကျွင်းတော့အလွန်သိမ့်ွေတော့သင်သိမ့်ွေခြင်းတို့ရောက်သည် သင်္ခါရရှိသောသရုဒ္ဓအရူပတမပတ်သည်သင်္ခါရဝသေတတမပတ်မြည်ဤပေါ့နော်ဒီလိုဖြည့်ပေးရမယ်အဲ့ဒါကြည့်ရမယ်ပြေနေဝတင်ညာနာတင်ညာယရဏတယုတ်တရကိုလေးကိုအယောင်ချက်ထားတာလေးကိုအဓိကကြည့်မယ် နေဝတင်ညာနာတင်ညာယရဏမြီးဘုံတဲ့เนาะ general definition ဆိုတော့မှတ်သားပေးကြရမယ်နောက်ကမြီးဘုံတဏီအဲ့ဒါမှအရေးကြီးတာကလေအောက်ကဟာလေးကပိုအရေးကြီးတယ်เนาะမြီးဘုံတဏီဆိုတဲ့ဟာလေးကိုကြည့်မယ်တဲ့အပေါ်ကဘိုက်ကဆက်မကြီးကမကြည့်ရင်လည်းရတယ်တဲ့ဘာဖြစ်လို့အောက်ကဟာကိုချက်ခိုင်းလဲဆိုတော့ तू ဟာနေဝဆိုတာကဘာလဲနာတင်ညာဆိုတာကဘာလဲနေဝတင်ညာနာတင်ညာဆိုတာကဘာလဲအဲ့လိုဖြက်ဖြက်ပြီးတော့ပုတ်ခွဲသွားတဲ့အတွက်ကြောင့်မို့လို့ဒါကိုအရေးကြီးရယ်လို့ဆိုလိုတာ အဲ့ဒီမှာနေဝတင်ညာနာတင်ညာရဏဆာနဲ့ပတ်သက်ပြီးတော့ဥပမာအားဖြင့်ပြောမယ်ဆို67မှာတပိတ်ကိုစီတုပ်တဲ့ဥပမာရှိတယ်ဝိုက်ထားတာလေးတွေဦးစားပေးခြင်းမယ်ပြီးတော့တင်ညာကိစ္စတင်ညာကိစ္စလည်း60ခွန်မှာမေးတဲ့အတွက်ကြည့်ရမယ်ပြီးရင်နေဝတင်ညာနာတင်ညာရဏတမပတ်ရဲ့တိမ်မွေးဘုံတိမ်မွေးဘုံမှာလိုင်းထားတဲ့ဟာလေးတွေဦးစားပေးခြင်းမယ်ဝိုက်ခွင်းတဲ့ကဟာတွေနောက်ပြီးတော့ဂျာမင်နာ62ဥပမာနဲ့ကဂလန်ခီးဥပမာပေါ့နော်ဂလန်ခီးမှာရေရှိတယ်ရှိတာဆိုတော့လည်းမရှိပြန်ဘူးနော် ရေရှိတယ်ဆိုတာကစိုယုံလောက်ပဲရှိတာအဝတ်လျှော်ဖို့အတွက်ရှိတာမဟုတ်ဘူးရေချိုးဖို့အတွက်ရှိတာမဟုတ်ဘူးเนาะအဲ့ဒါလေးကိုမမဆောင်ပုံစံလေးနဲ့ရေထားတာဒါလေးကိုတေချာမှတ်သားပေးပါဥပမာဥပမေယအနိုင်ရှင်ပြီးတော့ရေးကြည့်တယ်မေးမေးထားတဲ့အတွက်ကြောင့်မို့လို့ပြီးရင်ပြုံးပြုံးပြဆိုချက်ပကိဏကပေါ့เนาะအရူပဇန်တွေကိုရောသမမွေတော့မယ်အဲ့ဒီမှာဆိုရင်အရူပတမဘတ်တို့လွန်မြောက်ပုံနဲ့เนาะအဲ့ဒါကဘယ်ဇံကဘယ်တမဘတ်ကဘယ်အာယုန်တွေကိုလွန်မြောက်တာလဲဆိုပြီးတော့အဲ့ဒါလေးကိုစစ် မေးတော့မမေးပေမဲ့ဒါလေးကအခြေခံတော့လည်းတည်တည်နေဖြစ်တဲ့အတွက်ကြောင့်သိရမယ်။အင်္ဂါကိုလွန်မြောက်ခြင်းဆိုတာကဘာလဲဒါလေးသိရမယ်။အဲ့ဒီမှာမမေးတာဘူးเนาะပြတ်တဲ့ဥပမာတို့အဝက်ထဲဥပမာတို့မမေးတာဘူးပြောချင်တာကလေအထက်ထက်မြင့်လာလေလေပိုကောင်းနေပေါ့เนาะဒါကိုဆိုလိုတာဒါလေးကဖတ်ယုံမဲ့ဖတ်တာပြပါ နောက်ပြီးတော့မန်ဒန်နဲ့ပတ်သက်တဲ့ဥပမာပေါ့နော်မန်ဒန်မန်ဒန်နိုင်တီတော့လူလေးဦးတို့ရဲ့ဥပမာတဲ့အဲ့ဒီမှာကျွန်တော်မြင်သာအောင်လို့ဘေးနားမှာရေးထားပေးရဲ့နော်မန်ဒန်ထဲမှာတွဲကုန်နေတာကတရောက်တွဲကိုတော်ထပ်ပြီးတွဲကိုတော်ကတရောက်မန်ဒန်ရဲ့အပြင်မှာယက်နေတာကတရောက်အဲ့အပြင်မှာယက်နေတဲ့လူရဲ့ဘေးနားမှာကတရောက်ဆိုစုစုပေါင်းမန်ဒန်ထဲမှာ၂ယောက်ရှိတယ်မန်ဒန်အပြင်မှာ၂ယောက်ရှိတယ်နော်မန်ဒန်ထဲမှာကအောက်မှာမစင်နေရှိတဲ့အတွက်ကြောင့်မလို့ပေးမှာဆိုလို့မဝင်တာက၂ယောက်ဒါနဲ့ပတ်သက်ပြီးတော့ဥပမာဥပမေယတွဲဆက်ပုံလေးကိုဒီမှာမိစေတို့ကြက်ထားပေးပါမေကုံအောက်မှာမိတယ်နော်အပေါ် ောကအပိုက်ကတော့မမေးဘူးတဲ့အတွက်ကြောင့်မထားလိုက်တော့ဇာလဲများတယ်ဟိုအတူကောက်ကလေးဘေးနားမှာ just တုတ်ပြီးတော့မှတ်ထားလိုက်ပြီးရင်ဥပမေယနှိုင်းရှင်တာမှတ်ထားလိုက်ရင်ရပြီနော်ပြန်ဆိုင်မနာ64မြင်ပြီးတော့အပြည့်ရှိတော်လဲထိုအာကင်းစင်ညာယတနာဇံကိုပင်အာယုံပြုရပုံတော့ အာကင်စညာယန္နနာဆန်အောက်အောက်ဆန်တွေကအပြစ်ရှိတယ်ဆိုပြီးတော့ဟိုမဆက်ဆံကျင်မဲမဲလဲသူကအောက်ငါနန်းနေရတယ်ဗောဒီလိုပဲเนาะပြင်ပြန်ပြီးတော့အာယုံပြုနေရတယ်အဲ့ဒါကိုဆိုလိုတာ60နှစ်2000မှာမေးထားတယ်ဥပမာက2000နှစ်မှာဆိုဥပမာ3ကိုမေးတယ်ဒါကဥပမာတက်နှစ်3အကုန်ကြက်ပါ ကျတဲ့အခါမှာလည်းလိုင်းထားပြီးအောင်ကျဲထားတာကိုဦးစားပေးပြီးတော့မှတ်သားပေးပါနော်ဒါဆိုဓမ္မမိတ်ဆွေတို့ကအာရုပနဲ့ပတ်သက်ပြီးတော့ဟိုမှတ်သားလို့ရပြီထင်ပါတယ်အာရုပနဲ့ပတ်သက်ပြီးဓမ္မမိတ်ဆွေတို့သူကမေးခြင်းလဲမေးတယ်မမေးခြင်းလဲမမေးဘူးနော်2021မှာတပုတ်မေးတယ်2022မှာ0.5ဆိုတာကဟိုတပုတ်ခွဲပဲမေးတယ်ငါမှတ်ဖို့လောက်ပဲမေးတယ်နော်၃၃၄မမေးဘူးနော်ဒါဆို25ကြာရင်တော့ဟိုတပုတ်လောက်တော့လာရင်လာနိုင်တာပေါ့နော်အဲလိုမျိုးလေးဥဒါပြီးတော့ကြည့်ရမယ်ဖြစ်တယ် ဲ့လိုတိတ်ပြီးမေးလေမေးတာမရှိတဲ့အခန်းနေကြတယ်ဓမ္မမစ်ဆီတို့ကဟိုအရင်ကြီးပေါ့နော်ဟိုမေကွန်ဟောင်းလောက်ပဲဦးစားပေးချက်ပေါ့နော်ကျန်တဲ့ဟာတွေကနားလေယုံလောက်ဖတ်ထားရင်ရပါပြီဒါဆိုရင်အာရုပနာပတ်သက်ပြီးဓမ္မမစ်ဆီတို့မှတ်သားလို့ရပြီလို့ယူဆပါတယ်